မင်္ဂလာပါကျွန်တော်တို့ဒီ worship through the bible series uh season 2 uh ဒီနေ့တော့เนาะ episode 9 uh ကိုပတ်မြောင်เนาะဘုရားပို့ဆောင်ပေးခဲ့တယ်အာရအားလုံးအတွက်ဘုရားရဲ့ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်လို့เนาะကျွန်တော်တို့ဒီတစ်ပတ်မှာတော့အာဆင်ခြင်ဖို့ကျွန်တော် ပြင်ဆင်တဲ့အရာကအာဝိပုယချံเนาะကျွန်တော်တို့ရစ်၅မျိုးတည်းကကျွန်တော်တို့ဒုတိယရစ်ဖြစ်တဲ့အာဘောဇင်ပူဇော်တက္ကာเนาะ grain offering အာဖြစ်ပါတယ်လို့နော်ဒီအာဒီ grain offering အကြောင်းမသွားခင်ပေါ့နော်ကျွန်တော်ရစ်ဆိုတဲ့အရာလေးကိုဒီအပိုင်းမှာအာကျွန်တော်လေ့လာဖြစ်တယ်အာခွန်အားလည်းအာခွန်အားလည်းရတယ်ပေါ့နော်အာဒီဒီအရာလေးကိုကျွန်တော်အရင်အာဝင်ငှချင်တယ်အဲ့ဒါကတော့ဒီ wood ပြရာ channel မှာပြောတဲ့ဒီရစ်ပေါ့နော်ဒီ sacrifice ဒီ offering ဆိုတဲ့အရာရဲ့မူရင်းဟေပြဲစကလုံးကိုကျွန်တော်တို့သွားကြည့်တဲ့အခါမှာမူရင်းဟေပြဲစကလုံးဒီ corbin ဆိုတဲ့စကလုံးအာဖြစ်တယ် ဒီ Corbin ဆိုတဲ့မူရင်းစကလုံးရဲ့အတိတ်ပဲဒီအာ closeness အာဒါမို့ drawing near ဆိုတဲ့အတိတ်ပဲမျိုးအာရှိတယ်ဆိုတော့ကျွန်တော်တို့လေ့လာရလို့ရတာဖြစ်တယ်အာတနည်းအားဖြင့်ရစ်ဆိုတာကိုဘုရားရဲ့သတ်မှတ်ချက်ဘုရားရဲ့ပြောနေတဲ့အရာကဘာလဲဆိုတော့အာရင်းနှီးနှီးဆက်အာနော်ဒီနေ့ချင်းဆိုတဲ့အာအရာကိုသူပြောနေတာဖြစ်တယ်လို့သူနဲ့တာ၍နှီးအောင်ဆွဲခေါ်ခြင်းဆိုတဲ့အတိတ်ပဲမျိုးကို ပြောနေတာဖြစ်တယ် ဟာဖះပြောတဲ့ဖះတတ်မှတ်တဲ့ရစ်ပူစော်တယ်ဆိုတဲ့စနစ်ကတော့ဒီနေ့ဈေးရောင်းဝယ်တယ်လို့မျိုးအပေးယူဆန်းဆန်း transitional ဘောနော်ဒီနေ့ဒီရက်လာပူဆိုရင်မင်းရဲ့ဒီအပြစ်ကိုငါခြေပေးလိုက်မယ်ဒီရက်နဲ့ငါ့ကိုဒီလိုလာပူဆော်လို့ရှင်တော့ငါမင်းကိုဒီလို ကောင်းချီးပေးလိုက်မယ်ဆိုတော့အာစီးပွားရေးဆန်ဆန်အပေးယူဆန်ဆန်မျိုးအာဖျားဘက်က ပြင်ဆင်ထားတာမဟုတ်ဘူးဆိုတော့ကျွန်တော်နားလေရတာဖြစ်တယ်ဒီနေ့ဖျားဘက်ကဘာလို့ရစ်ဆိုရဲရစ်ပူဆိုခြင်းဆိုရဲစနစ်ကိုပြင်ဆင်လဲဆို relational ဒီနေ့အပြစ်ချောင်သူနဲ့ဝေးသွားတဲ့လူဒီနေ့သူ့စီကိုပြန်လာနိုင်ဖို့အတွက်ရစ်ပူဆိုခြင်းအဖြစ်သူ့နားကို close ပြန်ဖြစ်သွားဖို့သူပြန်ပြီးမှဆွဲလို့ရအောင်ဆွဲခေါ်ခြင်းနဲ့ဆိုရဲဖျားရဲ့ပြင်ဆင်ခြင်းเนาะ relational ပြင်ဆင်ခြင်းဆိုတော့ကျွန်တော်နားလေရတာဖြစ်တယ်နောက်ဆုံးအဆုံးတစ်နေ့မှာတော့ နော်ကျွန်တော်တို့သူ့ဘက်ကပဲဘုရားကနော်ဒီနေ့စုံလင်တဲ့ perfect sacrifice ဖြစ်တယ်အခရစ်တော်ကိုကျွန်တော်တို့အတွက်ပေးပြီးမှသူနဲ့အနီးဆုံးမှာကျွန်တော်တို့ပြန်ရောက်အောင်ဆွဲခေါ်တာဖြစ်တယ်။ပေါင်ပိုက်ထဲမှာရှိတဲ့ကျွန်တော်တို့ကအန်အောပွဲအလင်းတွေကိုဘုရားသီးဆွဲခေါ်တာဖြစ်ပါတယ်။နော်ပိုင်ရှင်မရှိတဲ့ကျွန်တော်တို့ကိုပိုင်ထိုက်တဲ့ဘန်နာလို့ဘုရားကခေါ်ပြီးသူအဖို့ကပေးပြီးပြန်ရွေးဝယ်တာသူ့ရဲ့အနီးကိုပြန်ရောက်စေတာအားလုံးရဲ့ ီနေ့ပုံရိပ်ဒီဒီနေ့ရစ်ပူစောခြင်းဆိုတဲ့ Corbin ဆိုတဲ့ဇကလုံကနေဟာကျွန်တော်တို့ဆင်ကျင်ရတာဖြစ်တယ်ဒါဒီဖရားနဲ့ဆိုင်တဲ့အပိုင်းဖြစ်တယ်လို့ဖရားကိုကိုးကွယ်တဲ့သူရဲ့ကိုးကွယ်တဲ့သူတယောက်ရဲ့အပိုင်းကလည်းဒီနေ့ရစ်ပူစောတယ်ကိုးကွယ်ဖို့လာတယ်ဆိုတဲ့အခါမှာဖရားနဲ့နီးကျင်တယ်ဆိုတဲ့နှလုံးသားနဲ့လာဖို့အင်တာမှာအရေးကြီးတာဖြစ်တယ်။အာဒီနေ့လောက်ရမှာမလို့ဒီရစ်ကောင်ကိုယူလာပြီးတော့လောက်တာမဆိုရင်ဒီနှလုံးသားမမှန်ပါဘူး။ဒီနေ့အာဖျားတိလို့သတ်မှတ်ထားလို့ နော်ဒီနေ့ငါဒီအဖြစ်ကိုခြေသောင်းဒါဒါလှုပ်လိုက်မယ်ဆိုတာမျိုးဒီနှလုံးသားမဟုတ်ပါဘူး relational နှလုံးသားနဲ့ငါဖះနဲ့ပြန်နေခြင်းနဲ့အဖြစ်ကြောင့်ဖះနဲ့ဝဲပေးမယ်ငါဖះနာကိုပြန်တိုးဝင်ခြင်းနဲ့ဩဖះနဲ့တာ၍ရင်းနှီးတဲ့အာဆက်ဆံရေးထဲမှာငါမွေးလျော်ခြင်းနဲ့ဆိုရင်နှလုံးသားနဲ့ရစ်ကိုစေတနာစိတ်နဲ့ပြင်ပြီးမှပူဇော်တတ်တာအနေနဲ့ဒီနေ့ဖះစီကိုယူလာရတာဒီဒီနေ့ကျွန်တော်ကိုးကွယ်သူဘက်ကအာပြင်ဆင်ရမယ် နော်ဒီ carbon ဆိုတဲ့ yes ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ပြင်ဆင်ရမယ်နှလုံးသားဆိုတာကိုကျွန်တော်ပထမအဆုံးတစ်ချက်အာဒီလိုပဲထဲမှာကျွန်တော်ဆင်ကျင်မိတာဖြစ်တယ်ကျွန်တော်တို့ဒီဒီနေ့မှာနော်ကျွန်တော်တို့ပြောမဲ့ဒီ poison ပူဇော်သက်ကအာ grain offering အကြောင်းကျွန်တော်တို့ဆက်သွားရခါမှာဒီ grain offering ဒီကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကဆင်ကျင်တဲ့နော်ဒီနေ့ burn offering အာမီးရှို့ရရစ်လို့ပဲအာစေတနာစိတ်နဲ့ပူဇော်တဲ့ရင်မျိုးဖြစ်တယ် compulsory ဖခင်ကနော်အာတတ်မှတ်ထားတာ ပူဇော်ကိုပူဇော်ရမယ်ဆိုပြီး compulsory တတ်မှတ်ထားတဲ့ရဲ့အမျိုးအစားမဟုတ်ဘူးပေါ့နော်ဒါကိုယ့်ရဲ့စေတနာစိတ်အလျောက်ဖျားနဲ့ယဉ်နီးခြင်းတယ်ဖျားနာကိုတိုးဝင်ခြင်းတယ်ဆိုတော့နှလုံးသားနဲ့ဒီဘောဇင်ပူဇော်တကာရစ်ကိုယူလာပြီးတော့အာဖျားကိုကိုယ်ကွယ်ခြင်းအမှုကိုလာလုပ်ရတာဖြစ်ပါတယ်ဆိုတဲ့အခါမှာဒီဘောဇင်ပူဇော်တကာကိုပူဇော်မယ်ဆိုလို့ရှိရင်ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဝတ်ပြုရကြတဲ့အခန်းကြီး1ထဲမှာ အာဒီနေ့ရေးထားတာဖြစ်တယ်ဒီထဲမှာကျွန်တော်တို့ဖတ်ကြည့်လို့ရတယ်เนาะကျွန်တော်တို့ရှုပ်မသွားအောင်ကျွန်တော်အာအကြံပြင်းလေးကျွန်တော်အာပြောပြခြင်းနဲ့ဒီနေ့ပေါ်စင်ပူဇော်သက်ကဆိုရဲဒီ grain offering ကိုပူဇော်မယ်ဆိုရင်ပူဇော်မဲ့သူကလုံလို့ရတဲ့နီလန်းเนาะငါးငါးနီလန်းလောက်ဒီထဲမှာကျွန်တော်တို့ဖတ်ခြင်းတွေ့ရလိမ့်မယ်နံပါတ်1အယိုးရှင်းဆုံးကတော့အာကိုယ်အိမ်ကနေ မုံညက်မုံညက်ဆိုတာတကယ်တော့ဂျုံမှုတ်ပါเนาะဒီဂျုံမှုတ်ကိုအာယူလာရတယ် ယူလာပြီးတဲ့ခါမှာအဲဂျုံမုတ်ကိုစီနဲ့ရောတယ်ပြီးတဲ့ခါမှာလော်ပန်ဆိုတဲ့အမွှေးနန့်တာ spice တမျိုးကိုရောပြီးတော့မှထည့်တယ်အာရေပရိုဟိတ်ကအာပြီးတဲ့ခါမှာအာမီအာမီရှိုးပြီးတော့မှအာဒီအရကိုပူစောတာဖြစ်တယ်အာသူယူလာတဲ့ဂျုံမုတ်မုံညက်တဲ့ဟာတပိုင်းကို ဒီခုနပြောသလိုပေါ့နော်စီနဲ့ရောတယ်လော်ဘန်ထည့်ပြီးမှပူဇော်တာဖြစ်တယ်ကြံတဲ့အပိုင်းကိုတော့ဒီနေ့ဖျားမှုဆောင်တယ် DJ Prohate အာရေစားဖို့အတွက်နော်သူတို့တို့ကိုဖျားကပြင်ဆင်တာဖြစ်ပါတယ်ဒါဒီပူဇော်လို့ရတဲ့ရိုးရှင်းဆုံးနဲ့အာဒီနေ့အလွယ်ဆုံးဘောစဉ်ပူဇော်တာကပူဇော်နီးဒီနေ့ဖြစ်တယ်နောက်ထပ်ပူဇော်လို့ရတဲ့နီးတွေရှိပါသေးတယ်နော်ကျွန်တော်တို့ဖတ်ချင်ရင်တွေ့ရလိမ့်မယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီတစ်ခါတော့ အိမ်ကနေကလေးကပြင်လာတာအိမ်ကလေးကနေချက်လာတာနော်ဒီနေ့ဟိုရောက်တော့မှဒီမုံညက်ကိုရေပရောဟိတ်ကလောက်တာမဟုတ်ပဲနဲ့အိမ်ကနေပြီးတော့မှမီးပိုနိုင်ဖုတ်တော့မုတ်နော် bread ပေါ့နော်ဒီနေ့ကျွန်တော်တို့ပေါင်မုတ်ပေါ့မီးပိုနိုင်ဖုတ်တော့မုတ်ကိုအိမ်မှာကလေးကမုတ်ဖုတ်လာတဲ့ပေါင်မုတ်ကျွန်တော်တို့ယူလာလို့ရတယ်ဘုရားပြင်ဆင်ခိုင်းတဲ့နေ့တိုင်းချက်ပြုတ်ပြီးတော့ပြင်ဆင်လာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အာတန်ပြားပူနဲ့လောက်တော့မုတ်ဆိုတော့ကတော့နော် pancake လိုမျိုးပေါ့နော် pancake လိုမျိုးအာမုတ်လိုမျိုးအခုခေတ်လိုမျိုးဆို pancake လိုမျိုးမုတ်နဲ့တူမယ်ဒါမှမဟုတ်လို့ရှင်နော် waffle လိုမျိုးမုတ်လိုမျိုးနဲ့တူမယ်လို့နော်တို့လေ့လာတဲ့သူတွေပြောကြတယ်ဒါကိုလည်းအိမ်ကနေပြင်လာပြီးမှယူလာလို့ရတယ်ဆိုတော့နော်နောက်ထပ်တစ်ခုအိမ်ကနေပြင်လို့ရတဲ့ဟာတော့ဒီမှာကျန်းစာထဲမှာသုံးတဲ့စကလုံးကတော့သူကအာ o kin နဲ့အာ နော်ဒီမှာ OK နဲ့ကြော်တော့မဟုတ် OK နဲ့ကြော်တော့မဟုတ်เนาะအာเนาะကျွန်တော်အခုခင်းနေပြောเนาะ deep fry ပေါ့เนาะစီနဲ့စီများများနဲ့ deep fry လုပ်ပြီးတော့ကြော်ပြီးတော့ပြင်လာတဲ့เนาะသူလည်းမှာတတ်မှတ်ချက်တော့ရှိတယ်ပေါ့เนาะဘာပါမယ်ဘာမပါဘူးဆိုတော့တတ်မှတ်ချက်တော့ရှိတယ်ဒီ၃မျိုးတည်းကတစ်ခုခုပေါ့เนาะအိမ်မှာခုနပြောသလိုเนาะမီးပုံနဲ့ဖုတ်တယ်မဟုတ်ပဲဖြစ်ဖြစ်เนาะမီးအာတန်ပြားပုံနဲ့လှုပ်တယ်မဟုတ်ပဲဖြစ်ဖြစ်เนาะဒါမှမဟုတ်လို့ရှိရင် OK နဲ့ကြော်တဲ့ deep fry food ပဲဖြစ်ဖြစ်တစ်ခုခုကိုအိမ်ကနေကိုကပြင်ဆင်လာပြီးတော့မှာ ရေပရဟိတ်ကိုသွားပေးတယ်ရေပရဟိတ်ကအဲ့ဒီကတဖို့ကိုဖျားအတွက်ရင်ပူဇော်ပြီးတော့မှကျန်တဲ့ဟာကိုရေပရဟိတ်တွေမှုဆောင်တဲ့ရေပရဟိတ်တွေစားဖို့တော့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာပူဇော်လို့ရတာ၄မျိုးရှိတယ်ဆိုတော့အာနောက်တစ်မျိုးကျွန်တော်တို့ပြင်ပြောမယ်ပေါ့နော်ဒိုတန်၅မျိုးရှိတယ်ဒီ၄မျိုးကိုเนาะကျွန်တော်တို့ကြည့်တဲ့အခါမှာဘာကိုပုံဆောင်နေလဲဆိုတော့အာဒီနေ့ဘောဇင်သူဘောဇင်ပူဇော်တက်ကာကိုပူဇော်တယ်ဆိုတာကကိုယ့်ရဲ့ကိုယ်မှာရှိတယ်ကိုယ်မှာရှိတယ်အရာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအားထုတ်ပြီးတော့မှကိုအလုတ်လုတ်ပြီးတော့မှရလာဆိုတော့ဂျုံမှုဆိုတာလေအဲ့ခင်မှာလေလေသမားတွေပဲဤသူတွေလာလူမျိုးအများစုသည်လေသမားတူချောင်းတဲ့သူတွေပဲလေတဲမှာကိုယ့်ကိုစိုက်ရတယ်စိုက်ပြီးတော့မှစိုက်တဲ့အခါမှာအင်အားစိုက်ထုတ်ရတယ်ကိုအလုတ်လုတ်ရတယ်ကိုစူးစားရတယ်ကိုချွေးကြတယ်ကိုယ့်ရဲ့ effort ပါတယ်ဒီမြေမှာတီးလာတဲ့နော်ဂျုံပင်ပြောင်းပင်တွေရှိပါဘောနော်ဒါကို အစစ်ချွေရတယ်ပြီးတော့မှချိတ် ပြီးတော့မှထွက်လာတယ်ဒီအကောင်းဆုံးဂျုံမှုတ်ကိုမုံညက်ကိုဖះကိုလာပေးတာဖြစ်တယ်ဟုတ်ပါတယ်ဒီနေ့ဖះကောင်းကြီးပေးတာဖြစ်တယ်ဒီเนาะဒီလုံနိုင်တဲ့ခွန်အားကောเนาะဒီမှာယာဒီဥတုရောမြေစီလွာကောနော်အားလုံးဒီဖရားရဲ့ပြင်ဆင်ပေးခြင်းဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာကိုယ့်ရဲ့စိုက်ထုတ်ခြင်းကိုယ့်ရဲ့လှုပ်ဆောင်ခြင်းကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းဖရားကိုယ့်ကိုပေးထားတယ်ဆိုတော့ဒီကောင်းကြီးမင်္ဂလာကိုဖရားစီကိုပြန်ယူလာပြီးတော့မှ အဲ့ဒါအားလုံးဒီကိုရိုနဲ့ပဲဆိုင်ပါတယ်ကျွန်တော်မှာရှိသမျှအရာအလုံးဒီကိုရိုနဲ့ဆိုင်တယ်ကျွန်တော်လုံသမျှအရာအလုံးဒီကိုရိုနဲ့ဆိုင်ပါတယ်ဆိုတော့ပုံဆောင်ချက်အနေနဲ့ဖရာကိုလာပြီးကိုးကွယ်တာဒီဒီနေ့ grain offering ရဲ့ပုံဆောင်ချက်ဖြစ်တယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလေ့လာတဲ့ burn offering ဆိုတာကတော့ all that i am ကျွန်တော်ရဲ့ဖြစ်ခြင်းအလုံးစုံကိုအရေကုန်ချွတ်ခံပြီးမှအပိုင်းပိုင်းဖြတ်ခံပြီးမှကိုရိုကျင်တဲ့ပုံပဲကျွန်တော်အသက်ရှင်မယ်ဆိုတော့ all that i am burn offering ကဒီနေ့ကျွန်တော်တို့ပြောတဲ့ grain offering ကတော့ all that i have ကျွန်တော်မှာရှိသမျှအရာအလုံးဒီကိုရောဂျင်းနေဖို့အတွက်ပဲကိုရောပိုင်တာပါပဲဆိုတော့အဲ့ဒါရဲ့တသက်အဖြစ်ဘုရားစီကိုယူလာပြီးမှပူဇော်ရတာဖြစ်တယ်เนาะဒီနေ့ဂျုံမှုတ်မုံညက်ပဲမဟုတ်ဘူးနောက်ထပ်ခုနကပြောတဲ့เนาะ၃မျိုးဟလာ bread ပဲဖြစ်ဖြစ်ဟလာ pancake လိုမျိုးပဲဖြစ်ဖြစ် deep fry လိုပဲဖြစ်ကိုပြင်ဆင်လာရတယ်အိမ်ကနေကိုအားထိုက်ပြီးဆုတ်အားထည့်ပြီးတော့မှလှုပ်လာတဲ့အရာတခုကိုလာပြီးတော့မှဘုရားစီမှာ ကိုတော့ပိုင်တာတွေဆိုတော့ရည်ပဲချက်နဲ့လာရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ grain offering နဲ့ပူဇော်ရဲဆိုတော့အသက်တာဒီ all that i have ကျွန်တော်မှရှိသမျှနော်ကျွန်တော်ငငယ်တော့ဆိုတော့ don't more နဲ့တစ်ချိန်တပုတ်ရှိရနော် lord i offer my life so all that i am all that i have ဆိုတော့ဆိုတော့အေးဟာဖြစ်တယ်ကိုမှရှိတဲ့အရာအားလုံးနဲ့ဖရားစီဖရားကိုဖရားကျင့်တဲ့ဖို့အတွက်ဆိုတော့အရာနဲ့ဖရားပိုင်ပါတယ်ဆိုတော့အသက်တွေဖြစ်နေလာပူဇော်ခြင်းဒီဘောဇင်ပူဇော်တက်က ရစ်ကိုယူဆောင်လာတဲ့ကိုယ်ကယ်သူတယောက်ရဲ့အသက်တာရဲ့ပုံဆောင်ချက်ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဆက်ဖက်ကြည့်လို့ရှိရင်ဘောဇင်ပူဇော်တခါရစ်ကိုကျွန်တော်တို့ယူလာတဲ့အခါမှာတဆေးမပါဘူးဆိုတာပါတယ်နောက်ပြီးတဲ့အခါမှာပြားရည်မပါဘူးဆိုတာပါတယ်နောက်တော့မပါရတာတွေရှိတယ်ပါရတာတွေရှိရယ်ကွာနော်တဆေးနဲ့ပြားရည်ကမပါဘူးဆိုတော့တဆေးဆိုရဲအပြစ်ပေါ့နော်ကျန်းစာရေးမှာတဆေးဆိုအမြဲတမ်းအပြစ်ကိုပုံဆောင်နေအပြစ်ဆိုရဲသဘောတရားတိုင်းနည်းနည်းလေးဝင်သွားပြီးမှများဆိုတာပွားများစီတယ် ဟိုကြီးမှအကျိုးနည်းစေတယ်အပြစ်ရဲ့သဘောတရားနဲ့ဆင်တဲ့တဆေးအကြောင်းဟိုကြီးပွာလာစေတယ်နော်အပြစ်လိုမျိုးပဲဟိုကြီးဖောင်းလာစေအဲ့ဒီဟာကိုပုံဆောင်တယ်ပြားရည်ကတော့လောကီတတ်မှတ်ခြင်းပေါ့နော်လောကရဲ့ materialism ပေါ့နော်လောကရဲ့တတ်မှတ်ခြင်းလောကရဲ့ attraction လောကအတွက် attraction ဖြစ်တဲ့အရာမပါဘူးလှုပ်ဆောင်တဲ့အရာတွေမှာဒီနှစ်ချက်မပါဘူးပြီးတဲ့ခါမှာပါအမယ်ရာရည်လည်းရှိရမနော်ခုနပြောသလိုစီနဲ့ဒီကိုလှုပ်တဲ့ကိုလှုပ်တဲ့မုတ်ကို စီနဲ့ရောပြီးတော့မှနေလိုက်တယ်ဆိုလိုတာစီနဲ့နေလိုက်တယ်ဆိုဒီစီနဲ့ဂျုံကိုပြန်ခွဲထုတ်လို့မရတော့အားလုံးရော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 ပြွန်သွားပြီဘလို့ကပြန်ခွဲပြီးစီနဲ့ဂျုံကိုပြန်ခွဲထုတ်လို့မရစီဆိုတာဒီဘိသိက်စီဆိုတာဒီဝิญဉာဏ်တော်ရဲ့ပုံဆောင်ချက်ဖြစ်တဲ့အခါမှာကျွန်တော်ရဲ့လှုပ်ဆောင်ချက်အရာအားလုံးထဲမှာဝิญဉာဉ်တော်ရဲ့အပြည့်အဝရောနောပါဝิญဉာဉ်ဝิญဉာဉ်တော်ရဲ့အပြည့်အဝထိမ့်ချုပ်ဒီနေ့ဥဆောင်လှုပ်ဆောင်ခြင်းအာသူပုံဆောင်တာဖြစ်တယ် အာပြီးတော့မှပါရမယ့်အရာတွေရှိတယ်နော်ပါရမယ့်အရာနောက်တစ်ခုကအာအာစားခတ်ကြတယ်နော်ဒီထဲမှာကျွန်တော်တို့ဖတ်ချင်စားဆိုတော့နော်ဒါနှုတ်ကပတ်တော်ထဲမှာစားဆိုတာဘာကိုပုံဆောင်ပုံဆောင်လဲဆိုတော့အာအာဒီနေ့ဖျားနဲ့ဆိုင်တဲ့ပရိညင်ကိုပုံဆောင်တာဖြစ်တယ်စားခတ်တယ်ဆိုတာဒီနော်ကျွန်တော်တို့ဂျန်ဂျန်ဂျန်နဲ့တကွာရှိတယ်နော်ကျွန်တော်စားခတ်တယ်ဆိုတဲ့အရာဒီဒီနေ့ဖျားရဲ့ဖျားနဲ့ဆိုင်တဲ့ပရိညင်တရားကိုပုံဆောင်တာဖြစ်တယ်ဒါကြောင့်အာ နောက်ထပ်ကြံတဲ့တကွာလောဘန်နော်ဖះနှစ်တက်တဲ့အမွေကြိုင်ဖြစ်ခြင်းပေါ့နော်ဒါထဲရတာဖြစ်တယ်ဒါကြောင့်ဒီဘောစဉ်ပူဇော်တက္ကာကိုကျွန်တော်တို့လုတ်တယ်ဆိုတဲ့အရာတွေမှာကျွန်တော်တို့ရဲ့ရှိသမျှအရာအလုံးကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းအရာအားလုံးကိုတော့ကျင့်တတ်ဖို့ပဲလုပ်ပါတယ်ဘယ်လိုလုပ်လဲအပြစ်မပါပဲနဲ့ဒီနေ့လော်ကီတက်မှတ်ခြင်းမပါပဲနဲ့ဒီနေ့အာဝိညာဉ်တော်ရဲ့အပြည့်အဝဥဆောင်ခြင်းဒီနေ့အာဘုရားရဲ့ brain ဉာဏ်နဲ့ဆိုင်တဲ့အထဲမှာလှုပ်ဆောင်ခြင်း ညဖျားကျင့်တဲ့အမွေးကြံဖြစ်လှုပ်ဆောင်ခြင်းဆိုတော့เนาะဒီဝิญဉေးရပုံစံချက်တွေရှိတာဖြစ်တယ်တခြားလဲအာเนาะခွန်အားယူပုံဆောင်တဲ့အရာတွေရှိမှာပါဒါကျွန်တော်လေ့လာမိတဲ့အရာ ਨੇ เนาะကျွန်တော်စင်ကျင်မိတဲ့အရာကျွန်တော်အတွက်ခွန်အားဖြစ်တဲ့အရာကိုကျွန်တော်ဒီနေ့အာဒီမှာအာဝင်ရတာဖြစ်တယ်ဆိုတော့ဘသူကအဖြစ်လှုပ်တဲ့မြအရာအလုံးကအဖြစ်မပါဘဲနဲ့ဘသူဘသူလှုပ်နိုင်မလဲကျွန်တော်အလုံးလှုပ်တယ်ဖះအတွက်အလုံးလှုပ်တာပဲဖြစ်ဖြစ်ဒီနေ့เนาะဒီနေ့အာဖះအမှုဆောင်တာပဲဖြစ်ဖြစ် အာဒီနေ့လောကထဲမှာတော့ကျွန်တော်အလုပ်လုပ်တဲ့ဆရာဝန်အလုပ်မှာပဲဖြစ်ဖြစ်အပြည့်မပအောင်ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာလဲတရားရခိုင်တော့အလုပ်သမားရအလုပ်မှာဝိညာဉ်တော်နဲ့လုံးဝဥဆောင်ခြင်းအပြည့်နဲ့တော့ဘယ်လုပ်နိုင်ပါမလဲဒီနေ့တော့ဒီနေ့လောကီတတ်မှတ်ခြင်းနဲ့အလုံးကင်းပြီးတော့မှတော့လုပ်သမား all that i have all that i do ဘယ်ဖြစ်ပါမလဲဖခင်ကျင်တဲ့အမွေချိန်တော့အချိန်တိုင်းတော့ဘယ်ဖြစ်ပါမလဲဒါပေမဲ့အဲ့ဒါအလုံးကိုပြည့်စုံအောင်လုပ်တဲ့ရစ်သည် ခရစ်တော်ပဲဖြစ်တယ်ခရစ်တော်သည်စုံလင်တဲ့ဘောဇဉ်ပူဇော်တကားဆိုတာကိုလည်းကျွန်တော်တို့ဒီမှာပုံဆောင်နေဆိုကျွန်တော်တို့နားလည်ရဖြစ်တယ်သူရဲ့အသက်တာအတွင်းမှာလှုပ်ဆောင်ခြင်းအားလုံးမှာတဆေးနဲ့မရောဒီနေ့ပြားရင်နဲ့မရောအမှုအဖြစ်အကျိတ်ခံလိုက်တယ်စီလောင်းတယ်ပိတ်သိပ်ဝိညာဉ်တော်စအခက်ခက်တယ်ခမီးတော်ကျင့်နေစေတဲ့ဒီလောဘဂျင်နဲ့အဖြစ်နဲ့ သူ့ရဲ့ပိုင်ဆိုင်ခြင်းအားလုံးကိုသူ့ရဲ့ဖြစ်ခြင်းအလုံးစုံခမီးတော်ကိုပိုင်ဆိုင်စေတယ်။သူ့ရဲ့လှုပ်ဆောင်ရာအလုံးတွေခမီးတော်ခြင်းနဲ့ပို့ပဲလှုပ်ဆောင်တာဖြစ်တယ်။တကယ်တော့ခရစ်တော်သည်စုံလင်တဲ့ဘောဇဉ်ပူဇော်သက်ကကိုပုံဆောင်နေတာဖြစ်တယ်။ခရစ်တော်ရဲ့ရှင်ပြန်ရရှင်ပြန်ထမ်းမြောက်အတန်းနဲ့ရှင်နဲ့ကျွန်တော်တို့ဒီလေတကယ်တော့ဆန္ဒရှိလို့ရှိရင်ဘုရားကိုကျွန်တော်တို့မှာရှိသမျှအရာအားလုံးနဲ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုပေါ့ပိုင်ဆိုင်မှုပြောတဲ့အခါမှာငွေကြေးတစ်ခုလည်းမဟုတ်ကျွန်တော်တို့မှာရှိတဲ့ gift talent ကျွန်တော်တို့မှာရှိတဲ့အချိန်ကျွန်တော်တို့မှာရှိတဲ့နော်စွမ်းဆောင်ရည်အားလုံးနဲ့ ဘုရားကို honor လုပ်ပြီးမှကိုရောပါပဲကိုရောပိုင်တာပါပဲကိုရောထဲကပါပဲအားလုံးကကိုရောအားဖြစ်ပါပဲကိုရောအဖို့လုံးကပါပဲဆိုတဲ့အသက်ရှင်ခြင်းမျိုးဒါဒီဘောဇင်ပူဇော်တက်ခါနဲ့ပူဇော်တဲ့သူတယောက်ရဲ့အသက်သာဖြစ်ပါတယ်ဘောဇင်ပူဇော်တက်ကပူဇော်လို့ရတဲ့၄မျိုးအာကျွန်တော်တို့ဒီဝိသုရကျမ်း1မှာပြောပြတဲ့အခါမှာ1မျိုးကျန်နေသေးတယ်အဲ1မျိုးကတော့ဘာလဲဆိုတော့ဘောဇင်သူပူဇော်တက်ကကိုပူဇော်တဲ့အထဲမှာနောက်ဆုံးတက်တဲ့1မျိုးကတော့အူးသီးတဲ့တိနံတဲ့ဘုရားကိုဘောဇင်ပူဇော်တက်ကဖြစ်ပူဇော်တာဖြစ်တယ် အူဦးသီးပူဇော်တယ်ဆိုတဲ့အရာဒီနေ့ဣတရီလာလူမျိုးတွေမှာတနိုင်ငံလုံးအူဦးသီးပွဲအနေနဲ့အူဦးလူတိုင်းပူဇော်တဲ့ပွဲရှိတယ်ဒါပေမဲ့ဒီမှာပြောနေတာကတော့အဲ့လူတိုင်းတိုင်းပြည်ဟာပူတိုင်းပြည်တတိုင်းပြည်လုံးပူဇော်တဲ့အူဦးသီးပွဲကိုပြောနေတာမဟုတ်ဘူးဒီမှာပြောနေတာက individual ကိုယ့်ရဲ့စိတ်စေတနာအလျောက်နဲ့ဒီနေ့အူဦးသီးတဲ့သီးနှံကိုယ်လယ်မှာရှိတဲ့အူဦးသီးတဲ့သီးနှံเนาะဒီနေ့စပားကိုယူလာပြီးမှဖရာအတွက် ဘောစဉ်ပူဇော်တက်ကရစ်အဖြစ်နဲ့ပူဇော်လို့ရတယ်အဲ့လိုဒီထဲမှာရေးထားတာကျွန်တော်တွေ့ရတာဖြစ်တယ်ထူးခြားချက်တော့ရှိတယ်ခုနက၄မျိုးနဲ့ဒီ၃မျိုးမှမတူဘူးဒီကောင်ကကျတော့ဒီအူးသီးတဲ့နော်အူးသီးတဲ့အသီးနံနဲ့ဘုရားကိုပူဇော်တက်ကပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်တော့သူ့ကိုရစ်ရစ်ပလင်ပေါ်မှာတင်ပြီးတော့မီးမရှိုးအောင်ကျန်တဲ့၄မျိုးကမီးရှိုးအောင်ဒီတစ်ခုကတော့မီးမရှိုးအောင်ဘာလို့လဲဆိုတော့ရှိမှာပေါ့နော်ကျွန်တော်တို့ အဲ့လောက်တော့အသေးစိတ်တော့မသိဘူးဒါပေမဲ့ဖခင်ကကျွန်တော်ပြောချင်တဲ့အရာကအူးသီးနဲ့ပတ်သက်တဲ့အရာဒီဖခင်ဒီတတ်တတ်ခွဲတာအဲ့ပုံမှာသူပို့ပြီးမှနည်းနည်း significance ပေါ့နော်အာမတူတဲ့ထူးခြားတဲ့အရာတခုရှိရဲ့မီးမရှိုခိုင်းဘောက်လဲဆိုအူးသီးပေးတယ်ဆိုတာဒီ risky giving မှာကိုလေထဲမှာထွက်လာတဲ့ကပထမဦးဆုံးထွက်တဲ့အသီးနဲ့သူ့ရဲ့ပထမ harvest ပေါ့နော်ချိန်သိမ်းချိန်မှာပေးလိုက်တာဖခင်နောက်နောက်ထပ် နောက်ထပ် harvest မှာနောက်ထပ်တရာတီထပ်ပြီးမှပြီးအောင်မလားမပြီးအောင်မလားဆိုအဲ့အချိန်မှာဘယ်သူမှအသေးအချာပြောလို့ရတာမဟုတ်ဘူးဒီ throw ဖြတ်နေတဲ့ကန်ထရာထဲမှာစိုက်ပြိုးနေတဲ့ထဲမှာ harvest တခုပဲရပြီနောက်မှာ harvest လုံးဝမရှိတော့ဘူးဆိုတာဖြစ်နိုင်တယ်အူတီပေးတယ်ဆိုတာကလေဘုရားပေါ်မှာစိတ်ချခြင်းဒီနေ့ risky giving ပေါ့တနည်းအားဖြင့်ပြောရင် trusting giving ဖြစ်တယ်ဘုရားပေါ်မှာစိတ်ချခြင်းနဲ့ပေးရတာမျိုးဖြစ်တယ်အူတီပေးမှုရဲ့အသက်တာရှိတဲ့သူဆိုလို့ရှိရင် ဒီဟာကိုတတ်သေးအနေနဲ့ဘဝထဲမှာကြုံဘူးမှာပါကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ပထမအဆုံးဝင်တဲ့လာခါကိုပေးလိုက်တာတစ်နှစ်လုံးမှာနောက်ပါဆက်ဖြစ်လာအောင်မလဲဆိုတာမသိဘူးเนาะလူအနေနဲ့စဉ်းစားရင်တော့ဒါပေမဲ့ကျွန်တော်ပိုင်သမျှအရာအားလုံးသိကိုရောပါကျွန်တော်ထဲမှာလုံနိုင်တဲ့အရာအားလုံးကျွန်တော်ကိုတကယ်ကျွေးမွေးနေတာဒီကိုရောပါဆိုတဲ့ဖះပေါ်မှာစိတ်ချခြင်းဖះပေါ်မှာဒီနေ့ကျေးဇူးတင်ခြင်း ပေးတဲ့အရာမှာဘုရားလက်ခံတယ်။ဘူးသီးတော့အသီးနှံကိုဒီနေ့မောဘောစင်ပူဇော်တက်ကအဖြစ်ဘုရားသည် ပူဇော်ခြင်းကိုလက်ခံတော်မူကျွန်တော်တို့เนาะဟာကျွန်တော်တို့ဒီတွေ့ရတာဖြစ်တယ်။ဒီပူဇော်တက်ကကိုတော့မီးမရှို့ခိုင်းဘူးဗျာ။ဟုတ်ပြီ။စိတ်ပဲပုံဆောင်ချက်တွေတော့နားလေတဲ့သူတွေရှင်းပြတာရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ဘုရားကဘူးသီးနဲ့သူ့ပုံမှာအူသီးဆိုတာဒီဒီဘုရားကဒီပေါင်မှုလည်းမလိုဘူးပေါ့ဒီဒီဂျုံမှုလည်းမလိုဘူးဘုရားတို့ဒါပေမဲ့ဘုရားပုံမှာသင်စိတ်ချခြင်းသင်ရဲ့ဒီနေ့ ိုင်ဆိုင်မှုနဲ့တိတ်မရဲ့နော်ကိုနိုင်ရှိတဲ့အရာနဲ့ဘုရားကို honor လုပ်ခြင်းဘုရားပေါ်မှာစိတ်ချခြင်းကိုဘုရားသည်တိမပြူတာဖြစ်တယ်ဆိုတော့နော်ဒီဘောဇင်ပူဇော်တက္ကရစ်ကျွန်တော်ရဲ့အသက်တာတွင်မှာပူဇော်တဲ့သူတွေဖြစ်ဖို့လိုပါတယ်ကိုရဲ့ရှိသမျှအရာအလုံးကိုရဲ့လုပ်သမျှအရာအလုံးတွေမှာဘုရားကိုကျင့်တတ်ဖို့ဘုရားဘုံအတွက်ဘုရားဘုရားဘုရားကျင့်တတ်တဲ့အရာပဲဖြစ်ဖို့ဆိုရင်နှလုံးသားနဲ့လှုပ်ဆောင်ရင်နော်ကျွန်တော်တို့လုပ်တဲ့အရာဒီအာနော်ဘုညင်ရေးရအနေနဲ့ထင်ရတဲ့ เนาะအမှုဆောင်ခြင်းကိစ္စမှာပဲဖြစ်ဖြစ်လောကထဲမှာအာเนาะလုတ်တယ်ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ဘုရားကျင့်နေဖို့ဆိုတော့နော်ဟိုလူအမှုကိုဆောင်ရွက်တကယ်တော့မဟုတ်ဘုရားရဲ့အမှုကိုဆောင်ရွက်တကယ်တော့နော်ဆောင်ရွက်ရခဲ့တယ်လို့နှုတ်ဟာဓမ္မသစ်မှာပြောသလိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ဒီဟာဘောဇင်ပူဇော်တက္ကာကိုဟာပူဇော်တဲ့ကိုယ်ကိုယ်တဲ့သူတွေဖြစ်တယ်ဆိုတော့နော်ကျွန်တော်နှုတ်ကပတော်အဖြစ်ဆင်ကျင်ရတာဖြစ်တယ်ရောက်ချင်းစတိုင်းမှာဘုရားရဲ့ကောင်းချီးမင်္ဂလာတာ၍ရှိပါစေ။